ျိုးကျေသွားတဲ့စိတ်ကူးအိမ်မှန်စတေမာလာဟာမောင်လူမွေးရဲ့မွေးလာဖြစ်တယ်မောင်လူမွေးအတွက် ကို့မွေးလာမှာမှတ်မှတ်ရရတခုပဲရှိခဲ့တယ်မောင်လူမွေးရဲ့ဖခင်ဟာမောင်လူမွေးမွေးနေတဲ့ကပ်ပြီးစတေမာလာထဲမှာပဲစုံပါခဲ့တယ်အခု2025စတေမာမှာ မောင်လူမွေးအတွက်နောက်ထပ်အမှတ်တရတခုထပ်တိုးပါတယ်အဲ့ဒါကတော့မောင်လူမွေးရဲ့တပည့်လိမ္မာတယောက်တိုက်ပွဲမှာကြာဆုံးခဲ့တာဖြစ်ပါတယ်မောင်လူမွေးရဲ့ဘဝစတင်ဘာလအမှတ်တရနှစ်ခုစလုံးဟာ နာကျင်စရာတွေပဲဖြစ်နေတာသတိထားမိတယ်။အထက်တန်းကိုမြမသာတင်ပြီးတော့မောင်လမွေးဟာတော်လိုင်းရဲပေါ်လဲဖြစ်ចောင်းသားလဲဖြစ်တဲ့သူနဲ့ဆုံခဲ့ရတယ်။သူတက်ကចောင်းဖွင့်ချိန်မှာသူ့ပညာရေးကိုဆက်လက်သင်ယူစေတယ်။ဒီတော့သူဟာရဲပေါ်ចောင်းသားတယောက်ဖြစ်တယ်။ចောင်းစာသင်ခန်းမှာသူဟာစာတော်တဲ့ចောင်းသားတယောက်မဟုတ်ပေမဲ့စီကံအလိုက်နာဆုံးចောင်းသားဖြစ်ခဲ့တယ်။သူကိုယ်တိုင်လဲစီကံလိုက်နာသလိုသူ့တန်းပေါ်တွေကိုလည်းစီကံလိုက်နာဖို့တွန်းအားပေးတယ်။ ထိန်းချောင်းနိုင်တဲ့ចောင်းသားကောင်းဆောင်တယောက်ဖြစ်ခဲ့တယ်။စစ်ကောင်စီရဲ့ဘုံချင်းမှုတွေကြောင့်ဘယိုဘရေဖြစ်နေတဲ့ကြားကဆရာကတော်ဝဲကိုသူပဲကမကထလုပ်ပြီးကျင်းပခဲ့တာကိုပြန်သတိရမိပါတယ်။ចောင်းသားရဲဘော်ဖြစ်တဲ့သူနဲ့မောင်လုံးမွေးဆရာတစ်ဘက်နှစ်ယောက်ခီးတစ်ခုကိုလည်းအတူသွားခဲ့ဘူးတယ်။မန်တရာဝင်းကျင်လောက်ဝေးတဲ့တောလန်ခီးကိုဖြတ်ပြီးအစည်းဝေးတစ်ခုသွားစရာရှိတဲ့မောင်လုံးမွေးကိုသူကလိုက်ပို့ခဲ့တာဖြစ်တယ်။ဒီလန်ခီးဟာနှစ်ညအိတ်ကြာခဲ့တယ်။ ခရီးအတူသွားဘူးမှလူတယောက်ချောင်းကိုတီးရတာလို့မှတ်သားဘူးလေလမ်းကြီးမှာမောင်လူမွေးတစ်ဖက်ရဲ့ရဲဘော်ပီပီဖြက်လက်မှုအကျန်းခံနိုင်မှုဇေယျဖြစ်တဲ့မောင်လူမွေးပေါ်ငယ်ညာမှုတောင်းဝန်ချေပြမှုတွေကိုတွေ့မြင်ခဲ့ရတယ်။ကြာဆုံးသွားတဲ့မောင်လူမွေးတစ်ဖက်ရဲ့မိသားစုဟာတော်လန်ကြီးမှာယုံကြည်ချက်ခိုင်မာတဲ့မိသားစုဖြစ်တယ်။မိခင်ဖြစ်သူကတားနှစ်ယောက်လုံးလက်နက်ကင်တော်လန်ကြီးလုံနေတာကိုဂုံယူအားပေးတယ်။မောင်လူမွေးတစ်ဖက်နဲ့သူ့အထက်ကအကူနှစ်ယောက်စလုံးဟာရှီတန်းနယ်မြေမှာရှိနေခဲ့ကြတယ်။အဲဒါကြောင့် တော်လိုင်းတက်ဖွဲ့ရဲ့ကြီးခဲတွေဟာမိခင်ဖြစ်သူကိုငဲ့ညာပြီးတားနှစ်ယောက်ထဲကတယောက်ကိုအရန်တက်သားဖြစ်ထားပြီးအိမ်ပြန်ပို့ဖို့ဆုံးဖြတ်ချက်ချခဲ့ကြတယ်။တားနှစ်ယောက်မှာအငဲဖြစ်တဲ့မောင်လူမွေးတစ်ဘက်ကိုအိမ်ပြန်ပို့ဖို့ဆုံးဖြတ်ထားကြောင်းသိရတယ်။ဒီတော့မောင်လူမွေးလည်းမောင်လူမွေးတစ်ဘက်ရောက်လာရင်သူ့အတွက်ဘာလုပ်ပေးရမလဲစဉ်းစားနေမိခဲ့တယ်။ကြောင်းကြက်တက်မယ်ဆိုရင်သူဟာ grade 12ကိုတက်ရမယ်။ grade 12တက်ရင်အခြားရွာကိုသွားတက်ရမယ်။ပညာရေးစမတက်ချင်တော့ဘူးဆိုရင်လည်း တင့်တော်ရအလို့တခုရှာဖွေပြီးဖန်ပြီးပြနိုင်ဖို့စဉ်းစားနေစေဖြစ်တယ်။ဒါပေမဲ့သူ့တက်ကဆုံးဖြတ်ထားတဲ့အတိုင်းသူ့ကိုပြန်မပို့ခင်မှာအာနာသိန်းစစ်တပ်ကစစ်ကြောင်းတွေထိုးလာတယ်။အရေးပေါ်ချိန်ဒီမှာသူကလည်းလိုလိုချင်းချင်းလိုက်ပါသွားခဲ့တယ်လို့သိရတယ်။ဒီလိုနဲ့စစ်တပ်ကအာနာသိန်းနာကိုခံပြင်းနာကြီးနေတဲ့ရဲရင်တဲ့မောင်လူမွေးတပည့်ဟာတိုက်ပွဲမှာ ကြာဆုံးခဲ့ရတယ်။အရန်တသားအဖြစ်အင်ကိုပြန်မလာနိုင်ခဲ့ပဲအာဇာနည်ရဲဘော်အဖြစ်ပဲပြန်လာခဲ့တယ်။သူမိသားစုဟာ ဒေါ်လန်ရေးကိုယုံကြည်ပြီးအာတုံကွန်ဆိုင်လှုပ်ဆောင်ရုံမကစစ်ဘေးရှောင်တွေကိုကူညီနေတဲ့မိသားစုလည်းဖြစ်တယ်။သူ့အတုဘအခမ်းအနားကိုဘာအတန်ချဲ့ဆန်းမှမပါပဲတိတ်တဆိတ်ရိုးရိုးရှင်းရှင်းကျင်းပါလာတော့လူတွေအများကြီးရက်ဆက်လာကြတယ်။လာတဲ့ထဲမှာစစ်ဘေးရှောင်တွေလည်းအများကြီးပါတယ်။တက်နိုင်သမျှကူပြီးစာနာလေးစားဂွန်ပြူချောင်းပြကြတယ်။မောင်လူမွေးတစ်ဖက်ကြာဆုံးတော့သူ့အသက်က18နှစ်မိသားစုရဲ့အငယ်ဆုံးသားဆိုပေမဲ့ဘာခွင့်ရေးမှပုံမြူခဲ့တဲ့သူဖြစ်တယ်။ တငယ်ချင်းပေါင်းသင်းတွေကြားမှာအနစ်နာခံတတ်သူဖြစ်နာမည်ရသူတစ်ယောက်ဖြစ်တယ်။စိတ်တဘောထားကြီးတဲ့သူကိုရက်ရွာတိုးတက်ရဲ့အလုပ်တွေဥဆောင်လုပ်နိုင်မဲ့သူဖြစ်မောင်လူမွေးအများကြီးမျှော်လင့်ခဲ့တယ်။မောင်လူမွေးတစ်ဘက်ကိုမနှက်စောစောတကြိုကြတယ်။မောင်လူမွေးတုံးတံကိုသွားတော့လူတွေဘယ်သူမှမရှိတော့ဘူး။တနေ့တားရဲ့ထွက်သစ္စနေရောင်ကြီးပြန့်ကျက်နေတဲ့ကောင်းကင်အောက်မှာတသစ္စလူငယ်တယောက်ရဲ့ခန္ဓာဟာလောင်ကျွမ်းနေတယ်။မောင်လူမွေးဟာကိုယ်တစ်ဘက်ရဲ့အယိုးတွေကို မီးတွေလောင်ပြီးရဲတောင်နေတာကိုငေးကြည့်နေခဲ့တယ်။သူ့ရဲ့အာနာရှင်ကိုခံပြင်းတဲ့တော်လန်လိုတဲ့စိတ်ဟာလည်းသူ့အယိုးထဲအထိတောက်လောင်နေခဲ့တာပါ။သူ့အယိုးတွေဟာလောင်နေတဲ့မီးကြောင့်မီးသွေးခဲလိုအပိုင်းပိုင်းကျိုးကျပြီးဆက်လောင်ကျွမ်းနေကြတယ်။မောင်လုံးမွေးသူ့အပေါ်မျောလင့်စိတ်ကူးထားတဲ့ရည်မှန်းချက်တွေစိတ်ကူးတွေလည်းသူ့အယိုးတွေလိုအဆရှာမရအောင်ကျိုးကျသွားခဲ့ရပြီ ဖြစ်တယ်။လောင်ကျွမ်းနေတဲ့သူ့ကိုခန္ဓာအနီးကခွာပြီးတော်တော့တပည့်ကြီးလို့ စိတ်ထဲကနေနှုတ်ဆက်လိုက်တယ်။တုတ်တန်ကနေလက်ထွက်လာခဲ့တယ်။သူနဲ့ပတ်သက်တဲ့စိတ်ကူးအိမ်မက်တွေကြိုးကျေသွားပေမဲ့သူနဲ့ပတ်သက်ပြီးစစ်အာဏာရှင်စနစ်ကိုမုံတီးမှုတွေကတော့မောင်လူမွေးရင်ထဲတောက်လောင်နေပါတော့တယ်။မောင်လူမွေး